အာဆင်နယ်ရဲ့အားစားရိုက်တဲ့အန်ထရီပါတာကိုတိုင်အေဂျင့်နေနဲ့ချိတ်ဆက်ဆွေးနွေးနေတဲ့ထိတ်တန့်ကစားသမား၄ယောက် ာမယ့်နေရာဒီမှာအာဆင်နယ်တင်းကကစားသမားတွေခေါ်ဖို့အတွက်လက်ရှိချိန်တည်းကအေဂျီတွေနဲ့ချိတ်ဆက်ဆွေးနွေးတာရှိတယ်။အဲ့အတွက်လည်းလာမယ့်နေရာဒီမှာကျွန်တော်တို့ခန့်အပ်ထားတဲ့အာဆာဒရိုက်တာတဲ့အန်ဒရီဘာတာရဲ့ပေါ်ဖော်မန့်ကိုစောင့်ကြည့်သွားမယ်။လက်ရှိချိန်မှာပဲခက်သွတ်သွတ်ပဲအန်ဒရီဘာတာလုံနေတဲ့အရာနှစ်ခုရှိတယ်။အသင်းတွင်းကကစားသမားတွေစာချုပ်သက်တမ်းတိုးတာရဲ့အသင်းပြင်ပနဲ့ရောက်လာနိုင်ရရှိတဲ့ကစားသမားတွေရဲ့အေဂျီတွေနဲ့ချိတ်ဆက်ဆွေးနွေးတာ။အာဆာဒရိုက်တာတယောက်အတွက်ဆိုရင်တော့အချိန်တိုင်းကအလုံများတယ်။ ဈေးကွက်ဖွင့်တဲ့အချိန်မှာဆိုပြင်ပကစားသမားတွေခေါ်ယူတဲ့အပိုင်းတွေနဲ့ဈေးကွက်ပိတ်ထားတဲ့အချိန်မှာဆိုအသင်းတွင်းရှင်တဲ့ကစားသမားတွေကိုစာချုပ်သဏ္ဍန်တိုးဖို့အတွက်စွဲဆောင်ရတာအများကြီးသူတို့မှအလုပ်တွေရှုပ်တယ်ကျွန်တော်တို့ကဒီဘောလုံးပွဲတစ်ပွဲကိုအိုက်တာဘလို့ကင်တွယ်လေးကိုပဲအဓိကကြည့်ကြတာကိုနောက်ကွယ်မှာအသင်းရဲ့ process တွေမှာလည်းဒီလိုအားစားဒရိုက်တာရဲ့အခန်းကဏ္ဍအများကြီးရေးပါတယ်ကြံခဲ့တဲ့စောင်းစည်းကွက်မှာတော့ကျွန်တော်တို့ဖြစ်ချင်တိုင်းဖြစ်ခဲ့တာကလည်းအားစားဒရိုက်တာမရှိခဲ့ခြင်းအကျိုးဆက်ပေါ့လေအဲ့တော့ယာယီအားစားဒရိုက်တာတယောက်ကိုပဲကျွန်တော်တို့အသုံးပြုထားခဲ့တာကိုကဲအဲ့လို့ဆိုတော့ပထမဆုံးတယောက်နဲ့စလိုက်ရအောင် ါကတော့အာဆင်နယ်နဲ့အချိန်ချင်းသတင်းထွက်ပြီးတော့ရောက်လာနိုင်ခြင်းအရှိဆုံးတိုက်စစ်ကစားမတူလို့ပြောလို့ရတဲ့ပီတာယော့ဂရက်ကျွန်တော်အရင်တော့ကပီတာဂိုကီရဲ့ဂိုကီဆိုကျွန်တော်နှုတ်ကြိုးနေခဲ့တဲ့ကစားမတူပေါ့လေအလိုချင်ဆုံးကစားမသုံးထဲမှာအမြဲတမ်းပါတဲ့ပီတာယော့ဂရက်ကိုတော့လက်ရှိချိန်မှာအာဆင်နယ်ရဲ့အာဆာရတဲ့အန်ဒရီဘာတာကဒီကစားမရဲ့အေဂျင်ဟာဆန်ဆက်တင်ဂရာနဲ့တွေ့ဆုံဆွေးနွေးမှုတချို့လုပ်ခဲ့တယ်လို့လည်းကြားသိရတယ်အဲ့တော့အာဆင်နယ်အသင်းရဲ့တိုက်စစ်ပိုင်းတွေဆိုရင်တော့ ဒီတိုက်စစ်မှုကလိုအပ်နေတဲ့ jisoli တစ်ခုအဖြစ် andri bada ကမှတ်ထားတယ်ဒီနေရာမှာ andri bada တောင်းနည်းနည်းရှင်းပြခြင်းတယ်သူကတိုက်စစ်မှုတွေဝယ်တဲ့နေရာမှာနာမည်ကြီးတဲ့ asa director ဒီကိုမာတုံးကလည်းတိုက်စစ်ပိုင်းဒါတိုက်စစ်မှုတိုက်စစ်တောင်ပိုင်းနဲ့ပတ်သက်ရင်တော်တော်လေးကိုနာမည်ကြည့်တယ်အခြားစုံတွေတဲ့ဆိုင်အဲ့နေရာတွေဝယ်ရတာပိုပြီးပျော်မွေးတဲ့လူဖြစ်တဲ့အတွက်သူကဗစ်တာယောဂရက်ကိုအာဆင်နယ်တင်းတိုက်စစ်ပိုင်းအတွက်အဖြေတစ်ခုအဖြစ်ကြည့်ထားတယ်သူ့ရဲ့အကြိုက်ဆုံးပလေယာပေါ့လေအာရီတာကြိုက်တာကတော့တခြားတယောက်ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ဒီစားမောက်ပဲသူကဦးစားပေးခေါ်ပြီးဖို့တော့များတယ်စပိုတင်းတို့ကလည်းဒီစားမောက်နဲ့ပတ်သက်ပြီးတော့ပေါင်တန်း60အနည်းဆုံးလိုချင်တယ်စာချုပ်ဖြစ်သိမ်းကြီးကတော့ဒါ ေါင်တန်း80ကျော်ဆိုပေမဲ့သူတို့ကတန်း60လောက်ရရင်လက်လွတ်သွားဖို့ရှိတယ်။ဘာကြောင့်လဲဆိုတော့မကြခင်မှာအသက်29နှစ်ပြည့်တော်မယ်။လက်ရှိချိန်မှာအသက်26နှစ်ရှိဖြစ်တဲ့ဆွီဒင်သားလေးဖြစ်တဲ့အတွက်ဒီနေမှာလည်းရောင်းချချင်တာဖြစ်လို့ကစားသမားလည်းထောက်ခောက်ဝင်ပြူဖို့အတွက်အသင်းကိုတောင်းဆိုထားတဲ့ကြားသိရတယ်။အဲဆိုဒီကစားသမားကတော့ဒီရသည်46ပွဲကံပြီးတဲ့အချိန်မှာ48ကိုသွင်းပြီးတော့ကိုလုံးဖိုင်တာတယ်။တကယ့်ကိုယူသွလောက်ဖွဲ့ရသွင်းကိုဖန်နှီးမှုပဲ။ဒါပေမဲ့ပေါ်တူဂီလိဆိုတဲ့ အခြေအနေကြောင့်သူဘလောက်ပဲကိုသွင်းသွင်းသူပရီးမီးယားလိမှာတကိုးနှုတ်သွင်းနှုတ်သွင်းတဲ့လူလောက်တော့တိတ်ပေါ်ပြီလားအရင်မဖြစ်ဘူးပေါ့လေဒါပေမဲ့ခေါ်လိုက်မယ်ဆိုရင်တော့တချိန်တော့အင်္ဂလိပ်ကစားနဲ့အသားကျခဲ့ဘူးတဲ့ကျင်လေခဲ့ဘူးတဲ့ပီတာယော့ကရော့ကတော့အာဆင်နယ်မှာအထိုင်ကျသွားနိုင်ချေရှိတယ်သူ့ရဲ့တိုက်ကလည်းလုံးဝစတာမီနာအပြည့်နဲ့အင်ပြည့်အပြည့်ဖြုတ်တဲ့တိုက်စစ်မှုမျိုးဆိုတဲ့အတွက်ခေါင်နာတက်ပဲစောစောဘောက်စ်ထဲမှာစာလောင်မှုအပြည့်နဲ့ဂိုးတွေစောင့်မြော်တာဖြစ်ဖြစ်ဒီကစားမောက်ခေါ်နိုင်တော့အာဆင်နယ်အကောင်းဆုံးပေါ့လေ Brighton Swansea Coventry အဲ့ရနေမှာ Sporting ကို UO တန်း န်းစင်နဲ့ရောက်သွားခဲ့ပြီးတော့အာဆင်နိုးစာဒီဇာမောက်ဝယ်ဖြစ်မယ်ဆိုရင်တော့တစ်ချိန်လုံးကသူ့ကိုရောင်းခဲ့တဲ့ကိုဗင်ထရီအသင်းကတော့ဆဲဝန်ကော့ဆယ်ရာခိုင်နှုန်းကိုပိုင်ဆိုင်သွားတော့မှာပါ။ရောက်လာနိုင်ခြင်းအရှိဆုံးတိုက်စစ်မှုတစ်ယောက်ဖြစ်ပါတယ်။ဒုတိယမြောက်တစ်ယောက်ကတော့မာတင်ဆူယီမန်ဒီတချို့ဆိုမာတင်ဆူယီမန်ဒီအကြောင်းကိုအလွတ်တော်ရနိုင်ပြီ ျွန်တော်တို့ရည်စားဥွေထက်တော်မှာပို့ပြီးအလို့ရတယ်ပြောလို့ရတယ်ဒီဘဲအကြောင်းတောက်လျှောက်တတိယထွက်ခဲ့တာကြံခဲ့တဲ့ຫນွေတုံးကလည်းလက်ပါဘူးနဲ့ပတ်သက်ပြီးဒီကစားမှရောက်တော့မယ်ရောက်တော့မယ်ဆိုပြီးတော့ပလေးသွားခဲ့တာအခုလည်းအာဆင်နယ်ရဲ့တတိယပြန်ပြီးထွက်လာခဲ့တာဗောလေတတိယကတော့တောက်လျှောက်ထွက်နေတယ်ဒေးဗစ်အွန်စတိန်တို့ ESPN တို့ရဲ့ပေါ်ပြထားချက်အရဆိုအားလုံးပြီးစီးသလောက်ဖြစ်သွားပြီလို့ပြောတယ်အဲ့ဒီအထိလည်းကျွန်တော်တို့မှာကထရမာရနေခဲ့တာကရောက်ကောရောက်ပါမလားဆိုတဲ့အနေထားဗောလေကစားသမားရဲ့စိတ်ချနေရသိရမယ်တပိန်မျိုးအရန်ခင်တွေ့တဲ့ကစားသမားလည်းဖြစ်တဲ့အတွက်ဗောအဲ့တော့ Real Madrid နဲ့ Quarter Final နဲ့ဒုတိယအကြော်ကန်ပြီး တဲ့အချိန်မှာအန်ဒရီဘာတာကဒီစပိန်မျိုးသွားပြီးတော့ဒီအေဂျင့်အီနာကီအီဗာနီနဲ့တွားရောက်ပြီးတော့ဆွေးနွေးမှုတချို့လုပ်ဖို့တရင်တွေထွက်ခဲ့တယ်။အခုဒီအချိန်မှာပဲ on stage တို့ကပြီးစီးသလောက်ဖြစ်သွားပြီး advanced stage ဖြစ်သွားပြီးဆိုတဲ့တရင်မျိုးတွေတက်လာတဲ့အခါမှာတော့ဒါကတွေးဆောင်ဆွေးနွေးမှုလုပ်ခဲ့ပြီးပြီလို့မှတ်ယူလို့ရတယ်။ အာဆင်နယ်ရဲ့ဒီဇာမားနဲ့ပတ်သက်ပြီးတော့ကြံခဲ့တဲ့စောင်းစည်းကွက်မှာတည်းကခေါ်ဖို့ပြင်ဆင်ခဲ့တာဒါပေမဲ့ရီယယ်ဆိုစီတက်ကခဏဆောင်မအောင်ຫນွေကြတော့မှခေါ်ပါဆိုတဲ့သဘောမျိုးနဲ့တားဆီးခဲ့တာဖြစ်တဲ့အတွက်အာဆင်နယ်ကຫນွေမှခေါ်ဖို့တော့ပြင်ဆင်တာပေါ့လေလောလောဆယ်တော့လက်ပါဘူးတော့ရီယယ်တို့ကြားဖြတ်လုမယ်လို့ကြားယူမယ်လေအာဆင်နယ်ကအားလုံးပြီးစီးသလောက်ဖြစ်ပြီဆိုတဲ့တည်နေချေချေလောင်လောင်ထွက်နေတာဖြစ်တဲ့အတွက် Here we go လို့မအောင်ုံတမယ်ပဲကြံတော့တယ်ဒီဇာမားတော့ရောက်လာနေချေအစီဆုံးမှာတပတ်ကိုပေါင်4800ကျော်ရနိုင်မယ်အာဆင်နယ်ဒီဇာမားရဲ့လက်စား2ဆ3ဆလောက်ထိပေးပြီးတော့ပရီးမီးယားလိမှာ ကွင်းလက်အထိုင်ကိုပြန်ပြီးတော့သွေးသစ်လောင်းသောဝရှိသည်ဖော်ပြထားတယ်။26နှစ်ရဲ့စပိန်သားတော့နီပြမီခေးအိုက်တိုက်ရဲ့အကြိုက်ပလေယာတိုက်ထဲမှာရှိတယ်။သူ့ရဲ့နံပါတ်1ကွင်းလက်အဖြတ်အတွက်ခေါ်မဲ့ပလေယာပေါ့လေ။ပြောမဲ့သာပြောတာကကွင်းလက်အဖြတ်အတွက်ခေါ်တယ်ဆိုပြီးတော့ Declan Rice လိုပဲတိုက်စစ်တာ live ပါရမဲ့ကိန်းလက်မြင်အောင်လေးပါတယ်။ဒီရသည်43ဘောမှာနှကိုသမီးတလုံးဖိန်ထားတယ်။စာချုပ်ဖြတ်သိမ်းကြတော့ယူအိုတန်း60 အဲ့ဒီမှာသူရနေတဲ့လောက်ခလာစာထက်အာဆီတို့ကပူပေးဖို့ရှိပြီးတော့ဒီစားမှတော့လာမယ့်နေရာဒီဈေးကွက်ပြည်ရနဲ့ယာတီတမအာဆီနဲ့ဂျာစီနဲ့မြင်တွေ့ရဖို့ရှိနေပါတယ်တတိယမြောက်တယောက်ကတော့နီကိုဝီလီယံဒါကလည်းအာဆီနယ်မကြခဏပလေးလေးရှိတဲ့ပလေးယာရဲ့တယောက်ပေါ့လေနီကိုဝီလီယံကတော့ဒါအီတလီသတင်းထောက်ဒီမာစီယိုရဲ့ဖော်ပြထားချက်အရဆိုရင်တော့အေဂျင့်ဖီလစ်တိုင်တာကိုအာဆီနယ်ရဲ့အာဆာဒရိုက်တာ ်အန်ဒရီပါတာကဆက်သွေချိတ်ဆက်စကားပြောစုတချို့လုတ်ပြီးသွားပြီလို့ကြားသိရတယ်။လုတ်ပြီးသွားရပဲပြောတာ agreement ရတဲ့သဘောမျိုးတော့မဟုတ်သေးဘူးပေါ့လေ။တောင်မန်တိုက်စစ်ပိုင်းအတွက်အိုက်တာတောင်းဆိုထားတဲ့နံပါတ်1ပြစ်မှတ်။လောကလာစာပိုင်းတက်နိုင်တဲ့လောက်ညှိပေးသွားဖို့ရှိပြီးတော့အာဆင်နယ်ဒီကစားမကိုခေါ်လို့ရနိုင်မယ်ဆိုရင်တော့အများကြီးလိုက်လို့ဖို့မရှိမယ်လေ။အသင်းဘက်ကတက်နိုင်တဲ့လောကလာစာကိုချပြသွားဖို့ရှိတယ်။တန်းပြီးတော့ဘူကာအိုဆာကာတို့ဒီခိုင်ဘက်တို့လိုလာစာမျိုးတန်းပြီးသွားဖို့တော့မရှိဘူး။ဒါပေမဲ့အသင်းမှာတော့ဒီအခြေအနေတွေရှိရဖြစ်တဲ့အတွက်ဒီလောက်လာစာအမြဲတမ်းပေးနိုင်တယ်ဆိုတဲ့သဘောမျိုးနဲ့ကစားသမားကိုနောက်ဆုံး ုံးအချိန်ထိဆွေးနွေးသွားဖို့ရှိစေဖို့ပြောပြထားတယ်။တစ်ဖက်ကလည်းဥက္ကရာဥရိယာတေးရလည်းဒီစာမောက်ကိုတက်တန်းတိုးခြင်းနဲ့ဆိုလိုချင်တာကအခုစာချုပ်ဖြတ်သိမ်းခြင်းပေါင်တန်း50ထက်ပိုပြီးဈေးတင်နေတဲ့အတွက်အာဆင်နယ်ရဲ့အိတ်အပိုင်းတွေကိုရင်ဆိုင်နေရတယ်။နောက်ထပ်ကြားလာတဲ့ရူမာတချို့ရဆိုရင်တော့အက်သလက်တစ်ဘီဘာကိုတေးရချန်ပီယံလိဝင်ရရင်ကစားသမားအဲ့မှာပဲဆက်ပြီးနေမယ်ဆိုတဲ့သတင်းတွေ။အဲ့တော့ရောက်သည့်ဖြစ်စေမရောက်သည့်ဖြစ်စေအာဆင်နယ်တို့လုံနိုင်တဲ့များအကုန်လုံးတော့ဒီကိုဝိနေနဲ့လုံမယ်လို့ထင်တယ်။ အကိမ်းမရခင်တော့အခြားတိုက်စစ်တောင်မှကစားသမားတွေကိုရွေးချယ်သွားနေရှိတယ်။လာမယ့်လူစည်းကွက်မှာနီကိုဝီလျံမရဘူးဆိုတော့နောက်နောင်ဒီကစားသမားနဲ့ပတ်သက်ပြီးကျွန်တော်တို့တဲ့တည်င်းတွေပေါ်ပြောက်မှုမရှိတော့ဘူး။ကျွန်တော်တို့အပလီဆုံးကစားသမားတွေတယောက်လို့ပြောလို့ရတယ်။၂၂နှစ်ရဲ့စပိန်သားကတော့2029ခုနှစ်ဒီပဲတက်တန်းရှိသေးပြီးတော့စာချုပ်တက်တန်းမတိုးသေးဘူးလို့လည်းကြားသိရဖြစ်တဲ့အတွက်လာမယ့်လူမှာထွက်ခွာနိုင်ခြင်းရှိရပေါ့လေ။ဒီရသည်43ဝန်းမှာ79သမီး9လုံးဖိုင်ထားတယ်။မနစ်ကတော့က16သမီး16လုံးဖိုင်ထားတယ်။လာလီဂါရဲ့ dribbling အလုံးနိုင်ဆုံး link ခေါက်ဖြတ်ကျော်မှုအအောင်အောင်ဆုံးကစားသမား၃ဦးထဲမှာ နံပါတ်2ချိန်နေပါတယ်။ကြံတဲ့နံပါတ်1နဲ့နံပါတ်3ကတော့ရီးယက်ကစားသမားလေးဖြစ်တဲ့ရိုဒရီโกနဲ့ဖီနီရှက်ဂျူနီယာပေါ့လေ။လောက်ခလာဇာကတော့ပေါင်3,000တောင်ကျော်ရနိုင်ပြီးတော့အာဆင်တွေကပေါင်3,000လောက်ကနေစတင်ပေးချေသွားနိုင်ချေရှိစေတဲ့ရူမာတချို့လည်းထွက်နေပါတယ်။အန်ဒရီဘာတာကတော့အာရီတာအတွက်ဒီတက်စစ်တောင်ကစားသမားကိုခုံပေးဖို့အတွက်မချခဏချိတ်ဆက်ဆွေးနွေးမှုတွေလုပ်နေပါတယ်။နောက်ဆုံးတစ်ယောက်ကြောင့်မပြောခင်မှာ ဒါကျွန်တော်ညီကိုတွေကိုဘောလုံးပွဲတွေဆော့မယ်ဆိုရင်တော့ရွှေဘောလုံးကပြောင်းလဲစားဖို့ကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်။အမဆော့မယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်တင်ကြောင်း6 1 66 35 36ဆက်သွယ်လို့ရလို့ဖုန်းနံပါတ်အစ်စ်လည်းဖြစ်တဲ့39 6539 63320ကိုဆက်သွယ်ပြီးတော့ကစားနိုင်ပါတယ်။ Viber ခွန်ရှိကို Sport Internet 9 3လုံးမိတူကိုကစားလို့ရနေပါပြီခင်ဗျာ။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါ Benjamin Sesko သတင်းပေါ်လေမနစ်ကရောက်လာတော့မယ်ခေါင်းကြီးလိုက်ပြီးဆိုပြီးအနည်းဆုံးဖြစ်ပြီးတော့မှအဲ့ဒီမှာမမသားသားလုပ်ပြီးဆက်ပြီးနေလိုက်တဲ့ player ။ဗာဂျင်မစ်ဆက်ကတော့အာပီလစ်ပစ်အသင်းနဲ့စာချုပ်တက်တန်ကြံခဲ့တဲ့လူရတိုးခဲ့တယ်ဆိုပေမဲ့စာချုပ်ပါအချက်လက်ရအသင်းတင်းသာလာပြီးကန်းလိုက်ရင်ထောက်ခွာခွင့်ပေးရမယ်ဆိုတဲ့အချက်ရှိတယ်။အဲဒီအချက်ကြောင့်လာမယ့်လူရဒီမှာအာဆင်နိုသွားပြီးကန်းလိုက်ရင်ကစားသမားလည်းစိတ်ပါတယ်ဆိုရင်တန်ကြီးတရက်နဲ့အာပီလစ်ပစ်တို့ကခွင့်ပြုပေးရမှာပါ။ TVR Football ရဲ့ဖော်ပြထားချက်အရအာဆင်နိုရဲ့အားစားဒါရိုက်တာတဲ့အန်ထရီပါတာကဒီကစားသမားရဲ့အေဂျင့်အေဗစ်ဗစ်ဆာနိုဗင်းနဲ့ချိတ်ဆက်ဆွေးနွေးမှုတချို့လုပ်ခဲ့တယ်။ပြီးခဲ့တဲ့အပတ်ကဆိုပြီးဖော်ပြသွားတယ်။အဲဆိုဒီကစားသမားကတော့မန်ချက်စတာယူနိုက်တက်ချယ်ဆီတို့နဲ့အပြိုင် င်အာဆင်တို့ခေါ်သွားနိုင်ချေရှိတယ်ဒါပေမဲ့ तू ကလည်းအဲ့သူ့ကိုခေါ်မယ်အသင်းတွေရဲ့ process တွေကိုကြည့်တယ်အသင်းကဘယ်လောက်ထိအောင်မြင်နေလဲဒီသင်းနေရာဘယ်လိုလုပ်ငန်းစဉ်နဲ့သွားနေသူသွားမယ်ဆိုသူကအဲ့ညမှာဘယ်လိုနေရာရမလဲဆိုတာကိုတောင်းပြီးကြီးစုလေးရှိရဖြစ်တဲ့အတွက်အကယ်မြတ်ဒီသုံးသင်းပြန်ပြီးကန့်လက်မယ်ဆိုရင်တော့အာရယာသာခေါ်နိုင်မယ်ဆိုရင်တော့အသင်းအတွက်အကျိုးမြတ်များနိုင်တယ်ဗောလေဒီကစားမောက်ကိုပြောင်းချွေကြည့်တော့နည်းနည်းပို၃ရနိုင်တယ်ဒါပေမဲ့အသက်ကငယ်သေးရ27နှစ်ပဲရှိသေးတယ်အာဆင်နယ်မှာအန်ဝင်ပြီးတကယ်သာတိုက်စစ်မှုကောင်းတယောက်ဖြစ်လာခဲ့မယ်ဆိုရင်တော့10နှစ်လောက်တော့အာဆင်နယ်ကိုအထောင်တိုက်စစ်နေရာအတွက်လက်ကြည့်စရာမလိုတော့ဘူးဗောလေအဲ့ဆိုတော့ဒီကစားမောက်တော့ အ ਨੇ ဆုံး RP Lipset 2ကပေါင်း86သန်း Euro တန်း100ရမှလက်လွတ်မယ်ဆိုပြီးသတင်းတွေကြားသိရပါတယ်။ဒီရသည့်50တဝက်မှာ90တင်ပြီးတော့6လုံးဖန်တီးထားတယ်။တပတ်ကို Euro တသိန်းစုံရနိုင်မယ်။ Premier League ကရောက်လာမယ်ဆိုရင်တော့အဲ့ဒီပမာဏကဘာမှမဟုတ်တော့ဘူး။ Arsenal တို့ကလည်းအထောင်တိုက်စစ်မှုတူကျင်းတည်ဖြစ်မှာဖြစ်တဲ့အတွက် Victor Yokre လား Benjamin Sesko လားဒီကစားသမားတွေပဲကျွန်တော်အနီးကပ်ကြည့်သွားမှာပါ။ Alexander Isak ကတော့ ဖြစ်လာနိုင်ကြေးအရာကိန်းတို့အရန်နေပါတယ်။ငွေကြေးရောကာဆဲချန်ပီယံလိဝင်ရောက်ဖို့အတွက်အချိန်နှီးကောင်းနေတာကြောင့်ရောကစားသမားရဲ့ကာဆဲမှာဆက်နေခြင်းနဲ့အနေထားကြောင့်ရောပြီးတော့အပြိုင်ဆိုင်တွေအရန်များတဲ့အတွက်ကြောင့်ရောပြီးတော့အသက်အရွယ်ကြောင့်ရောအာဆင်နယ်ကအီဆက်ကိုခုံနိုင်ကြေးရန်နေပါတယ်။အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။